ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ပေပရိနီးအဆက်ကိုပြန်လည်ပြောပြီးတော့မှာဖြစ်တယ်ပေါ့နော်3900 3893များတစ်တုံများတစ်တုံကို ပေးတာပေါ့နော်အဲ့မှာတော့နင်းလင်း၅ချောပရိကျန်တာဖြစ်ပါတယ်အဲ့ဒီလေးလုံးကိုထပ်ပေးတာငါးနဲ့93 gap today ဆိုတော့ကျွန်တော်နင်းနဲ့ချောင်းနင်းနဲ့၅နဲ့ကိုပေးတာဆိုရင်ဒီမှာဒီခရီးတစ်ပတ်မှာကျွန်တော်ပေပေတဲ့ပရိသေက၄နဲ့6နဲ့ပဲဂျန်နေပါတော့၄6ပရိသေကကျွန်တော်ဒီမှာ တောင်ညာလေးနဲ့လုံးပိုင်တလုံးရှင်းစီပေါ့နော်အဲ့ဒီမှာတော့လုံးပိုင်နေ့တစ်ခုပဲ OK တွေပေါ့နော်၃ခုနေ့ဆိုတဲ့အတွက်ပြည့်အားဖြစ်တော့ကျွန်တော်တို့ဒီမှာနေ့လုံးပိုင်ပဲ OK တွေပေါ့နော်ပြည့်အားဖြစ်ဆိုရင်တော့ကျွန်တော်ဒီလေး break ပေါ့နော်လေး break ၃ခုနေ့ဖြစ်ပါတယ်လေးနဲ့၆နဲ့ပဲဂျန်တယ်ပေါ့နော်ပြည့်နှလုံးထဲပဲဂျန်တယ်အဲ့ဒီထက်က၃ခုနေ့လေး break ခြားပြီးသွားတာဖြစ်ပါတယ်โอเคကျွန်တော်တို့ဒီနေ့အစက်ကို၁၂ချိန်အတွက်ဆက်ပြီးလေ့လာကြည့်အောင်ပါနော် ပရိတ်ကပ်တိုတဲ့ဤ၃မျိုးဖြစ်ပါတယ်။တင်းနှစ်၃ပါတော့အဲ့ဒီမှာတော့၃ညာ၈ရှစ်ကိုပယ်တာဆိုရင်၉ခွန်၉၅ပရိတ်ဖြစ်ပါတယ်။ပြီးရင်ကျွန်တော်ချင်း၅ဒီအဲ့ဒီပရိတ်၃လုံးကိုပယ်တာဆိုရင်၉ပရိတ်၃ညာ၆၃။ Okay ဒီလိုလေးတောက်၆ပါတော့ဆက်ပြီးကြည့်အောင်ဒီအောက်မှာတော့တစ်ချိန်ပြည့်ရှိတယ်။ ကျွန်တော်တနင်္လာနေ့နေ့မှာ33.6 69.35 9ပရိပေတာဆိုရင်3ည4တိဆိုတော့9ပရိ9ပရိဆိုရတဲ့အဲ့ဒီမှာတော့တစ်ချိန်ပြဲသွားတယ်ပေါ့နော်ပြီးတော့6.6 6ည6ကနေ10.6ထပ်ပြီး okay လာတယ်ပေါ့နော်မြန်မာဆိုရင်3ည4 8ပရိနေ့နေ့တဲ့9ပေါ့နော်သင်လို့လေ10.6ကို okay နေဆဲပဲဖြစ်ပါတယ်ခင်ဗျာ okay ကျွန်တော်ပြည့်ခဲ့တဲ့တပတ်မှာ3ည9 9 ဒီအပေါ်မှာဆိုရင်လည်းကျွန်တော်39နှစ်တပင်မှာလည်း okay တယ်39နှစ်မှာလည်း okay တယ်ဗောနော်နေ့ရက်ခုနှစ်ရက်9ရက်ဒီပရိတ်၃လုံးကိုပေးတာတုံညာပရိတ်ဖြစ်ပါတယ်တုံညာခွန်ခွန်ဒီပရိတ်၄လုံးဖြစ်ပါတယ်ဗောနော်ခုနှစ်ကတုံနေတာဖြစ်ပါတယ်အဲ့ဒီပရိတ်၄လုံးကိုပေးတာဆိုရင်39နှစ်ဆိုတဲ့အတွက်၃လုံးပေါင်းခြင်းက၄ပရိတ်ဖြစ်ပါတယ်ဒါကြောင့်မကျွန်တော်တုံညာခွန်ခွန်ပေးတာ okay တယ်ဗောနော် okay ဒီနေ့အဆက်ကို၁၂ကြိမ်အတွက်ဆိုရင်တော့ကျွန်တော်9တုံညာခွန် 3 9နှစ်ပေါ့နော် okay 20နံပါတ်1ကတော့ပေါ့ကျွန်တော်တို့ဒီ3ရက်ခွင့်ရပေါင်းမှာဖြစ်ပါတယ်ဒီ5 5တပေါင်း6 6ကို3ပေါင်း9 9ပြိပေးတယ်5ကိုပေါင်း14 4ကို3ပေါင်း9ပြိပေးတယ်ပေါ့နော်ဒီတစ်ပတ်မှာ3ညရဲ့ခွင့်ရပေါင်းပေးရတာဖြစ်တဲ့အတွက်ခုနှစ်ခုနှစ်ကို3ပေါင်းတော့30ဆိုတဲ့အတွက်3ညပြိပေးမှာဖြစ်ပါတယ် ။ဟုတ်ကဲ့နောက်ထပ်တပင်ကိုဆက်ပြီးကြည့်အောင်နောက်ထပ်တပင်က35ပေါင်း၈89ပေါင်းစခွန်39ပေါင်း၈နိပရိဒီမှာကြတော့39ပေါင်းစနစ်ကို9နဲ့ထပ်ပေါင်းတော့29ပေါင်း၈သဖြစ်ပါတယ်ပေါ့နော်။ကုန်းနဲ့9ပေါင်း78ရှင်းနဲ့3ပေါင်း77ဆိုတဲ့အတွက်တိပရိပိမှာဖြစ်ပါတယ်။ဒါဆိုရင်၃ညရဲ့တည့်ရဖြစ်သွားပြီပေါ့နော်။နောက်ထပ်တစ်မျိုးကိုကြည့်ရအောင်။နောက်ထပ်တစ်မျိုးက9ပေါင်းရှင်းခွန်ပရိ ပေးတယ်ဗောနောငါးငါးပေါင်းရှင်းတုံများပြိပေးတာဆိုရင်ဒီဆက်နှစ်ကြိမ်မှာတော့ငါးနဲ့တုံများနဲ့ပေါင်းရှင်းငါးဆိုတဲ့အတွက်ကျွန်တော်တို့ဒီနေ့အရာငါးတစ်တုံညာပြိသုံးလုံးပေးမှာဖြစ်ပါတယ်ဒါနေ့အရာဗောနောဒီငါးတုံညာခွန်ခွန်ကိုပေးတာဗောနောဒီမှာတုံညာခွန်ခွန်ကိုပေးတာဆိုရင်ဒီနေ့အဆက်ဒီဆက်နှစ်ကြိမ်မှာတော့ငါးတစ်တုံညာပြိပေးမှာဖြစ်ပါတယ်ဒါမိမိတို့ကြိုက်တဲ့ဆိုမှဗောနော နည်းအရာကျွန်တော်ပြန်လည်မြောက်ပြီးရှင်းဖြစ်ပါတယ် gap to day အနေနဲ့ပေါ့နော်အဲနည်းအရာ9တ3ညာအဲ့ဒီ break တုံးလုံးပေးမှာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ကျွန်တော်နည်းအဆက်ကိုဆက်ပြီးတော့လေ့လာကြည့်အောင်ဒီ3နဲ့8နဲ့ဒီ break နှစ်ခုပေးတာကိုဆက်ပြီးလေ့လာကြည့်အောင်ဒီ သူကတင်6တိပြိပေတာ၅လေးလေး3ပြိပေါ့နော်3ရှစ်ပြိပေတာ9ခွန်9ပြိချာပေးသွားတယ်9တုံများပေတာ9ပြိတုံများ63ဖြစ်ပါလေပေါ့နော်โอเคဒီမှာဒီလို top 6ဖြစ်ပါတယ်9ကိုလေး2တိ6 9ကိုလေးတုံများ9နဲ့9တုံများပေတာ4ပြိပေါ့နော်တုံများ9ပြိပေတာဆိုရင်6 6 9ခုနှစ်ပြိ9လေးပြိပေတာခုနှစ်ပြိ9လေးဆိုရင်8 73ပေတာ9 ခုနှစ်ပြိပေတာ၅ပြိ6တိခွန်8 3က1လေကိုက3 3များ5ကခွန်တိ6ကခုနှစ်ကိုလေးက3 3 8ကလေးပေါ့နော်ကိုလေးက3 2ခွန်မှာဆိုရင်တိ6တိမှာကိုခွန်နှစ်မှာဒီမှာနှစ်ဆိုတဲ့အတွက်ဒီမှာတစ်ကြိမ်ပြတ်သွားတယ်ပေါ့နော်ဒီအနောက်ကတလုံးပြတ်သွားတယ်ပြီးတော့ကိုလေးမှာ3 5နှစ်ဆိုတဲ့အတွက်3ညပြိ OK လာတယ်ပေါ့နော် โอเคကျွန်တော်တို့ပြီးခဲ့တဲ့ဘက်မှာ၃ရှင်းပြိပေတာဆိုရင်၃နှစ်ဆိုတဲ့အတွက်၃လုံးပေါင်းရှင်းက၄ပြိခြားပေးသွားခဲ့တဲ့အတွက်၃ရှင်းပြိပေတဲ့နှစ်က OK တယ်ပေါ့နော်โอเคအချိန်အဖြစ်36ချိန်မှာဒီအနောက်ကကနန်းတလုံးတပင်ပြတ်သွားတယ်ပေါ့နော်ဒါဆိုတော့စီကျွန်တော်၁၂ချိန်အတွက်ထပ်ပြီးလေ့လာကြည့်အောင်ပေါ့နော်ဒီကသူရဲ့ရွေနှစ်ဖြစ်တဲ့၉လေးပေတာ၇ပြိ၉လေးပေတာ၈၈သုံးပေတာ၅ ဒီလိုလေးပေါ့နော်โอเคဒီခုနှစ်ဒီမှာပေါ့နော်3 3များ9မှာဒီအနောက်ကကနန်းတလုံးပြည့်သွားတယ်ပိုးလေးပေတာ3 9နှစ်3များ okay တယ်3 10ပြိပေတာဆိုရင်3 9နှစ်ဆိုတဲ့အတွက်3လုံးပေါင်းရှင်းက၄ပြိချပေးသွားခဲ့တဲ့အတွက်ကျွန်တော်တို့3 10ပြိပေတာ okay တယ်ခင်ဗျာ okay ဒါဒီနေ့ကိုချိန်နေတဲ့မိတ်ဆွေတွေအတွေ့ပေါ့နော် 3 9နှစ်ဆိုတဲ့အတွက်ဒီအပေါ်မှာဆိုရင်ကျွန်တော်တို့89ပေါင်း9ခွန်ကိုနှစ်ပေါင်း9ရပါပါလေ9နဲ့နှစ်ပေါင်း7တိကိုနှစ်ပေါင်း3 3ကို9ပေါင်း8 3ရှိပေါ့နော်ဒီမှာဆိုရင်ကျွန်တော်နှစ်နဲ့နှစ်ပေါင်းတော့4ဖြစ်မယ်ပေါ့နော်4ကိုနှစ်နဲ့ပေါင်းတော့6 6ကို9နဲ့ပေါင်းတော့7 6တိပရိပေမှာဖြစ်ပါတယ်။ဟုတ်ကဲ့ဒါနီးအရာပါနော်6တိပရိပေဒါဖြစ်ပါတယ်ခင်ဗျာ။ ဒီ၃ရှစ်အစားပေါ့နော်၃ရှစ်ရဲ့ဤအဆက်ဒီဒီမှာ၃ရှစ်ပေါ့နော်ဒီတစ်ပတ်မှာ၆တဖြစ်ပါတယ်၅တတုံညာ၆တဖြစ်မယ်ပေါ့နော်ချောဒီဆိုတော့တေပရိပေတာဤနှစ်ခုဖြစ်သွားတယ်ပေါ့နော်โอเค3ရှိပြီးတော့ဒီ9ตုံညာပြိပေတာကိုထပ်ပြီးလေ့လာကြည့်အောင်လားခင်ဗျာဒီဟာပင်ရှိပေါ့เนาะ96ပေတာ6ခွန်ရှိကို6ခွန်ပေတာ8တနှစ်3လုံးပေါင်း8တ နှစ်တုံများနဲ့လေပြီးတော့လေ5 6 9 3 5ပေါ့နော်9 9 3ဒီလိုလေးတောက်6ဖြစ်ပါတယ်ခင်ဗျာပြီးရင်ကျွန်တော်9တုံများပေးတာ9 9 3 9ပြိပေါ့နော်ဒါမိတ်ဆွေများမတိတိတဲ့မိတ်ဆွေတွေအတွက်ပြန်ပြီးတော့ပြပေးရှင်းတာဖြစ်ပါတယ်ခင်ဗျာ3ခွန်ခွန်ပြီးတော့ဒီဘက်မှာ6 9 4ပေါ့နော်6 9 4ဒီမှာ6 9ပြိပေးတာဒီပြိပေး ချစ်ကိုပြိပေတာ963 4ပြိ6ပြိပေတာ68ပြိပေတာဆိုတဲ့အတွက်3ပြိ23ပြိပေတာ2နှစ်ခွန်ဆိုတဲ့အတွက်3 69ပြိတာ2ခွန်8ပြိပေတာ3ညာပြီးခရတဲ့ဘက်မှာ9တုံညာပြိကုတ်ပေတာဆိုရင်39နှစ်ဆိုတဲ့အတွက်3လုံးပေါင်းရှင်4ဆိုတဲ့အတွက်ကျွန်တော်9တုံညာပြိပေတာ OK တယ်ဗောနော်အချိန်အဖြစ်၄ချိန်နဲ့၄ချိန်အထိခုလုံးလုံးစေတော့ပြပြင်မရှိသေးဘူးဗောနော် အဲဆိုရင်45ကျင်းဒီ72ကျင်းအတွက်ကျွန်တော်အတူတူထပ်ပြီးလေ့လာကြည့်မယ်ပါနော်။ Okay ဒါလေးကတော့သူရဲ့ယူရနီဖြစ်ပါတယ်။69ဘရိတ်ကိုပေးတာ၊10 69ပေးတာ၊6ခွန်ပေးတာ၊10 13ပေးတာ၊10ဒါကျွန်တော်ပြခဲ့တဲ့ဘက်မှာတင်ပြထားတဲ့နည်းအဆက်ပေါ့နော်။9တုံများဘရိတ်ကိုပေးတာ၊39နည်းဆိုတဲ့အတွက်ပေါင်းချင်း၄ဘရိတ်၆ပေးသွားတယ်ပေါ့နော်။9တုံများခွန်39နည်း တုံညာ6ပြီးရင်နိလေ3တုံညာတစ်ခွန်ပြီးရင်တော့နောက်ထပ်နိကိုကိုပေါ့နော်ခွန်3 6ဖြစ်ပါတယ်။ Okay ဒါဆိုရင်အကျဉ်းကျွန်တော်တို့ရှင်းဆုံးဂရီ9မှာနှစ်ကြိမ်ခုနှစ်မှာတစ်ကြိမ်တစ်ကြိမ်နှစ်ကြိမ်တစ်ကြိမ်ပြီးရင်တစ်ကြိမ်စီပြီးရင်ကိုကိုမှာယူတဲ့အတွက်3မှာတုံညာမှာခုနှစ်မှာပြီးရင်၄နဲ့မြောက်ပြီးတော့ကိုနဲ့ထပ်ပေါင်းထားတယ်ပေါ့နော် โอเคဒီ9နာချိန်30ခွန်3ပေါင်း29နာချိန်78နာပေါင်း30တုံးနဲ့6ပေါင်း6၃နဲ့ခွန်ပေါင်း30ပေါ့နော်6လေးလေး30နဲ့6အပေါင်းကိုကျွန်တော်ဒီမှာကြံသွားခင်မယ်အကြွေပေါင်းတာမသွားခင်မယ်ဆိုရင်လည်းကျွန်တော်ရဲ့ဒီ YouTube comment လေးမှာပေါ့နော်ရှင်းသားပေးပါခင်ဗျာโอเคဒါဆိုရင်တင်းနှစ်ပြိတ်ပင်မှာဖြစ်ပါတယ်ပေါ့နော်ပေါင်းရှင်းကနှစ်နှစ်နဲ့9ပေါင်း7ဆိုတဲ့အတွက်ကျွန်တော်တို့တင်းနှစ်ပြိတ်ပင်မှာဖြစ်ပါတယ်40နဲ့5ချိန်အထိပေါ့နော် ဒါဆိုရင်ကျွန်တော်ဆက်နှချိန်မှာတင်းနေပြိပယ်မှာဖြစ်ပါတယ်ဆက်နှချိန်မှာတင်းနေတင်းနေပြိပယ်မယ်ပေါ့နော်ဒါဆိုရင်တင်းပြိပယ်တာကျွန်တော်၃ချိန်ရှိသွားပြီဖြစ်ပါတယ်နောက်ထပ်ဒီမှာ၉သုံးများပြိပယ်ထားတာပြပြပြီပေါ့နော်အိုကေဒီနောက်ထပ်တစ်ခုကဒီတင်းပြိပယ်တာကိုလည်းဆက်ပြီးလေ့လာကြအောင်လားခင်ဗျာဒီတင်းပြိတစ်ခုကိုဆက်ပြီးတော့လေ့လာကြည့်မယ်ပေါ့နော်โอเคဒီဟာလေးဖြစ်တယ်ပေါ့နော်6ပြိပေးတာလေးလေးချောင်း4ပြိဖြစ်ပါတယ် ပြန်ချစ်ပရိပေတာ9ငါးတိငါးပရိငါးပရိပေတာ9ကိုတော်များဆိုတော့10ပရိတိပရိပေတာ6နေ3တိလိုလေးပေါ့နော်6ခွန်3မြောက်9 6လေးဒီအနီရောင်နဲ့ကတော့ကျွန်တော်ပေတဲ့ပရိဖြစ်ပါတယ်အစိမ်းရောင်နဲ့ကဒူရှာပေးသွားခဲ့တဲ့ပရိဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ခွန်နေ့တိလိုလေးတောက်6ပေါ့နော်ဒီအောက်တောက်6ဖြစ်ပါတယ်နောက်ထပ်ကျွန်တော်ဒီမှာ အပင်ပေါင်း40ချီသွားပြီနော်40တင်ပါဆွေကျွန်တော်တင်ပရိပေတာ3ခုနေဆိုရတဲ့လေးပရိ okay တယ်ခင်ဗျာတင်ပရိပေတာလေးပရိချပစ်သွားခဲ့တဲ့အတွက်ကျွန်တော်ပေတဲ့ပရိက okay တယ်ပေါ့နော်တွေ့ရယူတဲ့နေ့ကိုကျွန်တော်တို့တို့လေ့လာကြအောင်ဒီဟာလေးပေါ့နော်ဒီကိုပရိပေတာဆိုရင်တုံညာလေးလေးဆိုတဲ့အတွက်10ပရိဖြစ်ပါတယ်တုံညာလေးလေးပြီးတော့နေနေတင်ပေါ့နော်9ပရိ10လေးတော့9ပရိ ရှေ့ရှောက်တော့ခုနှစ်ပြိနှစ်တော်မြောက်ကတေပြိခုံခုံကကတော့ခွန်ခွန်ပြီးရင်တေပြိငါးရှောက်တော့လေးပြိတေပြိပြီးတော့ကျွန်တော်ဒီမှာနှစ်ပြိပေးတာတေပြိโอเคတယ်ပေါ့နော်သုံးတော်မြောက်ကနှစ်သုံးကနှစ်တော်မြောက်ကျင်တော်ပြီးခဲ့တဲ့တပတ်မှာနှစ်အရာတေပြိပေးထားတာဆိုရင်သုံးခုနှစ်ဆိုတဲ့အတွက်လေးပြိခြားပေးသွားခဲ့တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တေပြိပေးတာโอเคတယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်ဒီ 3နှစ်ပေါ့နော်ယူရဲနှစ်ကကျွန်တော်ဒီတုံးမြောက်ကိုနှစ်ချိန်ပေါင်းပြီးတော့9နှစ်ပေါင်းတာဆိုရင်9ကိုဒီအောက်ကနှစ်နဲ့ပေါင်းရင်9နှစ်နှစ်ပေါင်း17ပေါ့နော်ဒီ17ချိန်မှာကျွန်တော်ဒီ9ကိုနှစ်ချိန်ပေါင်းပြရမှာဖြစ်ပါတယ်ပြီးရင်နှစ်နဲ့ပေါင်းမယ်ဒီအောက်ကနှစ်နဲ့ထပ်ပေါင်းတာပေါ့နော်9နှစ်ချိန်တစ်ဆယ်နှစ်နဲ့ပေါင်းတာနှစ်ဒီ3ကိုနှစ်ကနှစ်တစ်နှစ်တစ်လုံးနဲ့ထပ်ပေါင်းတာဆိုရင် ပေါင်းရှင်သေးရာတွေအတွက်ဒီနှစ်အရာလေးပရိအားနေတယ်ပေါ့နော်လေးပရိပေမှာဖြစ်ပါတယ် โอเคဒါကြောင့်မို့ဒီတိပရိရဲ့နီတိပရိအားနေအဆက်ကကျွန်တော်ဒီမှာ၄ break ပေးမယ်ပေါ့နော်၁၂ချိန်မှာနီအရာ၄ break ပဲရှင်းဖြစ်ပါတယ်။ဒါဆိုရင်ဒီမှာထပ်ဖြည့်မယ်ပေါ့နော်။တင်းနေနေပြီးတော့ဒီမှာဆိုရင်၄ပေါ့နော်။โอเค၄ဒီမှာတိပေါ့နော်တိအစား၄ဖြစ်ပါတယ်။ပြီးရင်၃ညာတိပရိဆိုတာလေးကိုထပ်ပြီးလေ့လာကြအောင်။ဒီမှာပေါ့နော်၃ညာတိပရိကတ်တုတဲ့၅ break တင်းနေပေတာခွန်လင်းငါပေတာကိုငါရှောက်ပေတာချစ်လင်းငါပေတာနဲ့ရှောက်ခွန်ပေတာငါရှစ်ကိုပေတာတစ်ရှောက်ခွန်ပေတာနဲ့တင်းနေပေတာလေးပေါ့နော်သုံးလေးပေတာခွန်သုံးများတစ်ပေတာချစ်ကိုသုံးများပေတာငါသုံးလေးပေတာငါပေါ့နော်ရှောက်ခုံပေတာတက်ခွန်ရှစ်ပေတာတော့ငါရှောက်ပြိပေတာဆိုရင်ခုနှစ်ပြိဖြစ်ပါတယ်ဒီဘက်ဆံညတာမှာဆက်ပြီးကြည့်အောင်ဒီငါရှောက်ပြိပေတာတော့ခုံခုံခုနှစ်ပြိ ခွန်ရှိပေတာလေ၃လေးပေတာ၄လေး၅ပေတာ၄ပြိ၄၅ပြိပေတာ၉ပြိ၂ပြိ၃ညာပြိကျွန်တော်၃ညာ၄ပြိပေတာဆိုရင်၃၉၂ဆိုတဲ့အတွက်၃လုံးပေါင်းရှင်းလေးဖြစ်ပါတယ်၃ညာ၄ပြိကိုပေတာဆိုရင်၄ပြိချပေးသွားခဲ့တယ်ပေါ့နော်ပင်ပေါင်း၂၀နဲ့ချက်ကြိမ်တိတပိလေးတာကြည့်အောင်ငါတုံညာခွန်39နေဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီ9နဲ့9နဲ့ထပ်ပေါင်းပြရမှာဖြစ်ပါတယ်ခင်ဗျာ ဒီငောင်းနဲ့ကိုပေါင်းတော့ပေါင်းရှင်းငောင်းပေါင်း၁၀တုံညာတဲ့နင်းနဲ့တုံညာပေါင်းနင်းနေတုံးဆိုတော့ငါကိုပေါင်း၁၄လေငါပြိပေမှာဖြစ်ပါတယ်ဟုတ်ကဲ့ဤအရာပေါ့နော်ကျွန်တော်ဆက်ပေးနေတယ်လို့ပြန်သက်ပြတ်သက်တဲ့အတွက်ကြောင့်မို့ကျွန်တော်အသုံးပြုတဲ့ခါမှာတော့အကျေစုပြုပြီးမိုက်ဆွေရဲ့ဆုံးဖြတ်ချက်ကိုဒါအတည်ပြုပါပါနော်ဒီအနောက်ကကျွန်တော်အပြန်အနေထပ်ဖြည့်ထားပြပါတော့3ရက်9ရက်အစားဒီ12ကြိမ်ပါဆိုရင်ကျွန်တော် 3ရက် sorry 9ရက်နေ့ရဖြစ်ပါတယ်ကျွန်တော်ကြံနေတဲ့ break ကိုဆက်ပြီးလေ့လာကြည့်အောင်ပါနော်3ည3 4 5 6 9 shit ကမပါဘူးပါနော်ကိုကဒီပုံမှာပါပြီးသားဆိုတော့ကျွန်တော်ဒီမှာ3ခွန်ရှိပရိတ်ကြံမယ်ပေါ့နော်ပရိတ်ပဲတဲ့နီးအရာဆိုရင်တော့ကျွန်တော်တို့ဒီ3ခွန်ရှိပရိတ်ကြံမယ်ပေါ့နော်ဒီ6ကတော့ကျွန်တော်မိတ်ဆွေများထဲရှင်ထဲထားပေါ့နော် ခုလိုလိုစေတော့ကျွန်တော်ပြိနေလွတ်တာဆိုရင်20တင်ပြထားခြင်းအရာပေါ့နော်ပြည်ခရင်နီအချက်က9380ပြိပဲကျန်နေပေါ့နော်ဒါကကျွန်တော်12ကျင်းအတွက်အဲပြိပယ်တဲ့နီးကိုကျန်နေတဲ့မိတ်ဆွေတွေအတွက်ရည်ရွယ်ပြီးတော့သင်ပြပေးရှင်းတာဖြစ်တယ်ပေါ့နော်ကျွန်တော်ကျွန်တော်ရှေ့ရပီဒီယိုမှာအဲပရိတ်20တင်ပြထားတယ်ပေါ့နော်20လေးမျိုးဖြစ်ပါတယ်အမ်ပြည့်ပြင်မရှိတာကနေနဲ့လေးပေါ့နော်အဲ့ဒီမှာတော့နေလေးခွန်ဆိုတော့ တင်းတင်းလေး9ခုဆိုတော့ဒီမှာတင်းတင်းလေး9ခုနှစ်ပြိတ်လွန်မယ်ပေါ့နော်ပြိတ်9လုံးကိုပဲတုံးတယ်မိတ်ဆွေတွေအတွက်ဆိုရင်ပေါ့ခင်ဗျာနောက်ထပ်20နံပါတ်3ကိုတုံးများနဲ့3 4 6ဆိုရင်တော့ကျွန်တော်ဒီမှာလွတ်တာက9ရက်3ရက်လွတ်မယ်ပေါ့နော်9ရက်3ရက်ဖြစ်ပါတယ်โอเคကျွန်တော်တို့ဒါပြီးခရေတစ်ပတ်ဤအဆက်ဒီဟာလေးပြိတ်ကြံနေမယ်ပေါ့နော်ပြိခရေတဲ့ဘက်မှာကျွန်တော်ပြိပေးတာဆိုရင်နှလုံးပဲကျန်တယ်ပေါ့နော်၄နဲ့၆နဲ့ပြိကျန်တယ် ဒီတစ်ပတ်မှာတခြားနေ့တွေအရာကျွန်တော်ပြန်ပြီးတော့ညီကြည့်တဲ့အချိန်မှာပေါ့နော်ကျွန်တော်ပရိတ်ဒီဒီမှာနေ့ရှိ3ခုပရိတ်ထပ်ပြီးပေးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီမှာအကုန်လုံးကကျွန်တော်ပေးတဲ့နေ့မှာပါနေတယ်ပေါ့နော်ဒါကြောင့်မို့ပြီးခဲ့တဲ့တစ်ပတ်လိုမျိုးပဲပရိတ်အလွတ်နေတာမရှိဘူးဒါကြောင့်မို့ဒီပရိတ်တွေထဲကမိမိတို့ချိန်နေတဲ့နေ့ကိုပဲရွေးချယ်အတုံးပြုစီရှင်တယ်ခင်ဗျာ